ကယ်လီဖိုးနီးယားပြည်နယ်စတော့တန်မြို့ကမိသားစုပါတီမှာတနက်နေ့ပြစ်တာကြောင့်လူလေးဦးတေဆုံးပြီး၁၀ဦးဒဏ်ရာရသွားပါတယ်။နိုဝင်ဘာ၂၉ရက်ညကမိသားစုဝင်ကလေးတဦးမွေးနေ့ပါတီကျင်းပချိန်မှာကုလပစ်ခတ်မှုဖြစ်ပွားတာလို့ဆန်ဟွာကင်းခရိုင်ရဲကပြောပါတယ်။ လူကြီးနဲ့ကလေးတွေအပါဝင်ဒဏ်ရာရသူ14ဦးကိုစေယုံကိုခေါ်ဆောင်သွားပြီးတဲ့နောက်၄ဦးသေဆုံးတာပါကြိုတင်ကြံစီပြီးတော့ပြစ်ခတ်သူကတော့ထွက်ပြေးလွတ်မြောက်နေသေးပါအခုချိန်ထိတနက်နဲ့ပြစ်ခတ်သူပြစ်ခတ်ခံရသူတွေဟာဘယ်သူတွေလဲဆိုတာတည်တည်ချာချာမသိရသေးပါဘူး ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂေဗင်နျူဆမ်ယုံကအခြေအနေတွေကိုဒေတာကန်ရက်တပ်ဖွဲ့ FBI နဲ့ဆက်ဆက်ပြီးတော့ပူးပေါင်းဆောင်ရွက်နေတယ်လို့ထုတ်ပြန်ပါတယ်။ဆန်ဖရန်စစ္စကိုမြို့အနောက်ဘက်မိုင်80ကျော်မှာရှိတဲ့စတော့ကတန်မြို့မှာလူဦးရေ3သိန်းကျော်နေထိုင်တာပါ။အမေရိကမှာလက်နက်ကင်ဆောင်ခွင့်ဝယ်ယူခွင့်နဲ့ပတ်သက်ပြီးတော့တင်းတင်းကြပ်ကြပ်စည်းစစ်ထိန်းချုပ်ဖို့ဒီမိုကရက်တွေကလူလားပေမဲ့ရီပပ်ဘလစ်ကန်တွေကဖွဲ့စည်းပုံဥပဒေအရလက်နက်ကင်ဆောင်ခွင့်စီမင်း တင်းကျပ်လွန်းတာကိုစန့်ကျင်ကြပါတယ်ကျွန်တော်ဆွေပါ